မိမင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇိုင်းစရာတင်ညွန့်ရေးသားတဲ့မိဆိုတဲ့ဝတ္ထုအပိုင်း9ကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ောင်းသွဲတော်ကျွန်တော်အဆောင်ပြန်ရောက်ပြီးရေချိုးသည် ကျွန်တော်အခန်းပေါ်ကိုသိန်းဟန်ကကျွန်တော်ထမင်းစားရန်စောင့်နေသည်ကျွန်တော်ကပကိုးမအပြန်ငပိကြော်တွေပါလာသည်ဖြစ်သူ့ကိုစောင့်ခိုင်းထားသည်ကျွန်တော်နှစ်ယောက်ထမင်းစားပြီးနောက်တထုံလန်းတိုင်းလမ်းလျှောက်ထွက်ခဲ့ကြသည် ကိုတိမောင်ခမရကိုတခုလောက်မေးရအောင်မေးလေခမရနဲ့မမမီနေရဘာတွေလဲ ဘာကြောင့်မေးတာလဲမမမီကိုကရင်ပြည်နယ်ကတနန်းလာတက်တဲ့ဆရာလေးတယောက်ကစိတ်ဝင်စားလို့တဲ့အာဒါခမားနဲ့တွဲနေတော့ तू ကလိုက်ရခတ်နေလို့တဲ့ကျွန်တော်လာပြောတာအဲ့ဒါနဲ့ကျွန်တော်ကမေးကြည့်ပေးမယ်ဆိုပြီးမေးကြည့်တာပါဘာလို့လဲဗျကိုခင်မောင်တန်းလေသိတယ်မလားသိတာဗောပြောလိုက်ပါဗျာကျွန်တော်တို့ကဘာမှမဟုတ်ပါဘူးလို့ဒီလိုပဲ တငယ်ချင်းလိုသွာလာနေကြတာပါယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ကတငယ်ချင်းနဲ့လားခမားတို့ကနည်းနည်းများလွန်နေသလားလို့ဘာတွေများလွန်နေလို့လဲဗျစာတူသွားတူတွေများနေသလားလို့ပါအေးဗျာဒီလိုပါပဲကျွန်တော်ကလည်းသူ့ကိုညီမလေးတစ်ယောက်လို့ခင်တာပါတကယ်ပြောတာ तू ကလည်းကျွန်တော်မယုံမသားမရှိပါဘူးဒါဆိုခင်မောင်တန်းကိုပြောလိုက်မယ်နော် ခမားတို့ဘာမှမဟုတ်ပါဘူးဆိုတာပြောလိုက်လေတကယ်လို့ခင်မောင်သန်းနဲ့မမမီကိုမိတ်ဆက်ပေးဖို့အကူအညီတောင်းရင်မိတ်ဆက်ပေးမှာလားမိတ်ဆက်ပေးမှာပေါ့ခက်ခဲတဲ့ကိစ္စမှမဟုတ်တာဒါဆိုကျွန်တော်ပြောလိုက်မယ်နော်ပြောလိုက်လေနောက်တနေ့တွင်ကျွန်တော်ကထုံးစံတိုင်းအဆောင်မှစောစောထွက်ပြီးကန်တင်းတွင်လာထိုင်သည်ကျွန်တော်ထက်စောသူ တယောက်ကဥစွာရောက်နေသည်သူကကျွန်တော်လက်ပြပြီးခေါ်နေသည်မမမီအစိုးကြီးရောက်နေပါလားအဆောင်ထမင်းမစားခြင်းလို့ဒီမှာထမင်းကျော်လာစားနေတာဆရာတခုခုစားလीထမင်းစားခဲ့တယ်လက်ဖက်ရည်ပဲတောက်တော့မယ်ဆရာကျမပေးတဲ့မမမီဝတ္ထုဖတ်ပြီးပြီလားဖတ်ပြီးပြီဘယ်လိုသဘောရတယ်လဲဆရာကျွန်တော်တို့မကြိုက်ဘူးဗျာ ။ဘာမှမကြိုက်တာလဲ။ကြည်အေးဝတ္ထုတွေရဲ့မမျက်မီကတခြားဇက်ကောင်တွေလိုမဟုတ်ဘူး။ပြုတ်ညံ့လုံးနေ။ဝတ္ထုတွေရဲ့ဇက်ကောင်မမျက်မီကမိဘတွေအတွက်အလိမ်မာလေးဖြစ်အောင်နေခဲ့ရတယ်။နောက်တော့လင်အတွက်အလိမ်မာဖြစ်ခဲ့ရတယ်။နောက်ပြီးသားအတွက်မြီးအတွက်အလိမ်မာတုံးလေးဖြစ်အောင်နေရတယ်ဆိုတာ။ကြည်အေးရဲ့ဇက်ကောင်တွေနဲ့တခြားစီပဲ။ဒီဇက်လန်းနေမတော့ပြုတ်ညံ့လုံးနေလို့ထင်နေ။နေပေါင်းမမျက်မီကိုမေးစမ်းပြရစီ အပြင်ကမမြမီလေဇလန်းနဲ့ကမမြမီအတိုင်းပဲလား노ပါဆရာကျမအမေကကျမကိုကြည်အေးရဲ့မမြမီလို့အလိမ္မာလေးဖြစ်စေခြင်းလို့မမြမီလို့ပေးခဲ့တာတဲ့ကျမမမြမီဝတ္ထုကိုစဖတ်ဘူးတာရှစ်တန်းလောက်မှာပေါ့မမေကဖတ်ခိုင်းတာအဲဒီတော့ကတော့မိဘစကားနားထောင်တဲ့သမီးအလိမ္မာလေးဖြစ်ရမယ်ဆိုတဲ့စိတ်ကူးမျိုးတော့ဝင်မိသားဒါပေမဲ့နောက်ပိုင်းဆယ်တန်းအောင်ပြီးလောက်ချိန်မှာတော့ အဲ့ဒီဝတ္ထုကိုတခါဖတ်မိတယ်ဒီမှာစိတ်ကူးတွေပြောင်းသွားတယ်ဘာဖြစ်လို့လိမ်မာရမှလဲပေါ့ဇလန်းနေရလို့ကာတွန်းဆရာလေးနဲ့လက်ထပ်ကြည့်ဖို့စိတ်ကူးရင်မိတယ်အဲ့ဒီကာတွန်းဆရာနဲ့သာမမျှမီလက်ထပ်လိုက်ရင်ဘာဖြစ်သွားမယ်ထင်တယ်ကဲဆရာပြောကြည့်ပါဦးဇလန်းနေရလို့မမျှမီရကာတွန်းဆရာလေးနဲ့လက်ထပ်လိုက်ရင်ဘာဖြစ်သွားမယ်ထင်တယ်စိတ်ချမ်းသာရမှာပေါ့ထင်သလားဆရာ ဆရာဟိုတရှင်လေဒူနကိုတဲ့ဦးပြမနေရရွှေဘုံပေါ်မှာဆန်းရချစ်တာချစ်တာဗဒါနဆိုတာကိုလက်ခံသလားကျွန်တော်လက်မခံဘူးဘာကြောင့်လဲဆရာအိမ်တော်တစ်ခုပြုတ်လိုက်ပြီဆိုရင်ချစ်တာတစ်ခုတည်းနဲ့မပြီးဘူးမမြမီထမရေလဲအတူတူဘယ်နှရက်တောက်နိုင်မှာလဲတဲ့ဦးပြတဲ့မှာချစ်နေုံနဲ့ပြီးမှာလားအိမ်တော်တစ်ခုအတွက်အရေးကြီးတာစီးပွားရေးမမြမီ ိမ်တော်တစ်ခုကိုထူထောင်ပြီးဆိုကြရေအနာဂတ်ကိုရင်ဆိုင်ရတော့မှာကို့နှစ်ယောက်တဲ့အတွက်မဟုတ်တော့ဘူးငွေလာမဲ့သားသမီးတွေပေါ်ထဲ့တွက်ရတော့မှာဟုတ်လိုက်တာဆရာနဲ့ကျမတွေးခေါ်ချင်းတူတယ်တဲ့ဦးပြမှာချစ်တာတစ်ခုတည်းနဲ့အတူတူမနေနိုင်ဘူးမနေသင့်ဘူးဘဝအတွက်အာမခံချက်မရှိဘူးထင်ရင်အိမ်တော်ရေးဆိုတော့စဉ်းစားဖို့မသင့်ဘူးဒါနဲ့ဆရာစောစောကပြောတာတွေကကိုတွေ့လား ကျောင်းဆရာဘုရားနဲ့အိမ်အောင်ကြခဲ့တယ်မမမြီအဆင်မပြေဘူးဗျအတော်လေးဒုက္ခတွေအခက်အခဲတွေရင်ဆိုင်ခဲ့ရတယ်ဇလန်းနဲ့ရဲ့မမမြီကဘဝအတွက်အိမ်အောင်ပြုတ်သွားတာသူ့ဘဝအတွက်အကောင်းဆုံးရွေးချယ်သွားတာသူ့ဘဝကိုကတ်တုန်းဆရာလေးရင်ခွင်နဲ့မခိုးဝင်လိုက်တာမှန်တယ်လို့ပြောရမယ်ကတ်တုန်းဆရာလေးနဲ့လက်တွဲလိုက်ရင်ဆရာမကြည်ရိုးတို့ခစ်ကငတ်ဖို့များတယ်ဒီလိုပါပဲကျောင်းဆရာဆိုတဲ့ဘဝတွေကို တော်ယုံဇွဲနဲ့ဝင်လာဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးဆရာတို့အိမ်တော်ကိုရတဲ့အကြောင်းကကျွန်တော်ဇနီးဟောင်းကရေရွက်အလွန်ကြီးတာသူကချမ်းသာကျင်တာကျောင်းဆရာနဲ့ကြာတော့သူ့ဘဝထင်းသလိုဖြစ်မလာနိုင်ပါဘူးကျောင်းနောက်ဘာဖြစ်လို့လမ်းခွဲလိုက်တာလဲဒီအကြောင်းနေမပြောပြရစေနဲ့မမြမီကျွန်တော်မိထားတဲ့အတိတ်ပါ ဟိုမှာကျွန်တော်အခန်းပေါ်ကိုသိန်းဟန်လာကိုသိန်းဟန်ကိုသိန်းဟန်နဲ့အတူခင်မောင်သန်းဟန်ပါလာသည်ထိုင်ညလေလဖိတ်တော့မလားတော့မယ်လေသူတို့နှစ်ယောက်ထိုင်လိုက်ကြသည်ကျွန်တော်ကမမမီဒါကကျွန်တော်အခန်းပေါ်ကိုသိန်းဟန်နဲ့သူကတောင်ငူကကျမဆရာကိုတီးတယ်ကျမတို့တနေသေးသားတွေပဲ ဟောတာက ကရင်ပြည်နယ်ကဆရာကိုခင်မောင်တန်းသူ့ကိုလေမြင်မှုတယ်ကိုခင်မောင်တန်းကမော်လမြိုင်ဆရာအတက်တင်သင်တန်းစင်မဟုတ်လားဟုတ်တယ်သူတို့လက်ဖက်ရည်တောက်ပြီးချိန်လောက်တွင် ကျွန်တော်ကမမမီကျွန်တော်တခုလောက်ပြောစရာရှိတယ်ဘာများလဲဆရာ ကိုခင်မောင်တန်းမမမီကိုစိတ်ဝင်စားလို့တဲ့ဆရာခင်မောင်တန်းကဟာဗျဆရာလေး အဲ့လောက်ကြီးတော့ပေါ်တင်ပြောတာမသိဘူးထင်ပါတယ်။မမမီရပြုံးလိုက်ပြီးအဲ့ဒီစကားကိုဆရာကဘာဖြစ်လို့သူ့ကိုယ်စားပြောပြရတာလဲဆရာဟုမေးလိုက်သည်။ဩ तू ကမမမီနဲ့ကျွန်တော်တန်တရားဖြစ်နေတာကျွန်တော်တို့ကဘာမှမဟုတ်ဘူးဆိုတာသူ့ကိုသိစေချင်တယ်။ तू ကစကားဆရာခက်နေမယ်ထင်လို့ကျွန်တော်ကဝင်ပြောပြတာ။ဒီခက်ကြီးတွေမှာ ်မိမတယောက်ယောက်ျားတယောက်ကစိတ်ဝင်စားတယ်ဆိုတာအစမ်းတော့မဟုတ်ပါဘူးစိတ်ဝင်စားလို့ရတာပေါ့ဒါပေမဲ့ကျမကလည်းပွန့်ပွန့်လင်းလင်းပဲကြိုက်တယ်ဒါကြောင့်ဆရာကိုခင်မောင်သန်းကိုပွန့်ပွန့်လင်းလင်းပဲပြောပြရသည်ကျမဆရာကိုစိတ်ဝင်စားပါဘူးဆရာကူမှမဟုတ်ပါဘူးဘယ်ယောက်ျားကူမှစိတ်ဝင်စားဘူးကျမနဲ့ဆရာကိုရင်မောင်တို့အတူတူ သွားလာနေတယ်ဆိုတော့လေကြိုက်လို့မဟုတ်ဘူး။နောက်ပြီး ဆရာကိုတင်မောင်တခါလေးပြောပြရသည်နောက်ကိုဒီလိုအောင်သွေးမှုမျိုးတွေဘတော်မှမလုပ်ပါနဲ့ဆရာဆရာကိုကျမအထင်ကြီးထားတာတွေအလကားဖြစ်ကုန်ပြီကျမသွားမယ်ကျမစာရာတောက်ထားတာတွေကျမရှင်းသွားမယ်မမမြီရပြောပြောဆိုဆိုနဲ့ထသွားသည်ကျွန်တော်တို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်ကကြံခဲ့ကြသည် ျွန်တော်တို့တင်နန်းအခန်းကိုရောက်တော့အခါတင်နန်းကစနေပြီမမမီကနောက်ဆုံးခုံနှန်းတွင်တယောက်တည်းထိုင်နေသည်ကျွန်တော်ကမမမီဘေးတွင် ဝင်ထိုင်လိုက်သည်ဆရာဦးမျိုးတင်ကပညာရေးဆိုင်ရာ statistics ဘာသာရပ်ကို ပို့ချသည်ဆရာဤတင်ကြားမှုကို စိတ်ဝင်စားသဖြင့်လိုက်နာထောင်နေမိသည်မမမီကလည်းကျွန်တော်လှည့်မကြည့် ဆရာတင် जा ပို့ချမှုကိုနားထောင်နေသည်ချိန်ကုန်သွားသောအခါဆရာကထွက်သွားသည်ကျွန်တော်ကမမျက်မိဘူးမမျက်မိကျွန်တော်စိတ်ဆိုးသွားသလားဟုမေးလိုက်သည်မမျက်မိရဆရာကဘာဖြစ်လို့စိတ်ဆိုးရမှာလဲတယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်ရအောင်သမီးစားတွေလားကျွန်တော်တောင်းပန်ပါတယ်ဘာလို့လဲစောစောကတဖိတ်ဆိုင်ရန်ကိစ္စ ਉਹ ပါ ကျမစိတ်ထဲမှာဘာမှမရှိတော့ဘူးကျွန်တော်စောစောကစိတ်ဆိုးသွားတယ်ဆိုတော့ထေးကြပါတယ်ကျွန်တော်ကလေကိုခင်မောင်သန်းအကူညီတောင်းလို့ပြောမိတာပါထို့စဉ်မတ်ကျင်မှုရရောက်လာသည်ဆရာ ው တမိုင်းပံမောခတွေ့ကျင်လို့တဲ့ဘာဖြစ်လို့လဲကျမလည်းမပြောတတ်ဘူးသူ့စီကိုသွားတော့ဘကိုးသားကိုတွေ့ကျင်လို့ငါးစီကိုလွတ်လိုက်ပါလို့ပြောလိုက်တယ်ကျမတင်တူတိုရီယယ်တုန်းက ဆရာဖြေထားတဲ့အဖြေနဲ့ပတ်သက်မယ်ထင်တယ်။ထို့စဉ်မိဖုရားဆရာမတို့ကအခန်းထဲဝင်လာပြီးတူတူရီရဲ့ဖြေထားသည့်အဖြေလွှာတွေကိုလာပေးသွားသည်။မမမီကရှေးဆုံးနှန်းတွင်ထပ်ထားသည့်အဖြေလွှာတွေကိုသွားယူလာသည်။ထို့နောက်ကျွန်တော်ထိုင်နေသည့်နေရာသို့ရောက်လာပြီး gain ဆရာကြီးတံပေါက်စားဖို့သာ ပြင်ထားပြီတော့ဟုဆိုကအဖြေလွှာစာရွက်ကိုကျွန်တော်ရှေ့သို့ချပေးလိုက်သည်။ ကျွန်တော်ဖြေထားသည့်အဖြေလာတွင်ရမက4 plus ဖြစ်နေသည်မမမီကကျွန်မဒီတစ်ခါတော့ရှုံးသွားပြီဆရာကိုလေးစားပါတယ်ဂုံလဲယူပါတယ်ကျွန်တော်ဘဝမှာရဘူးတဲ့အများဆုံးအမှတ်ပါမမမီဂုံယူစရာတော့မဟုတ်ပါဘူးကျွန်တော်ရေးရတာတွေကိုတည်တည်ကြာကြာဖတ်ပေးတဲ့ဆရာတွေရှိနေတယ်ဆိုတာကိုသိရလို့ဝမ်းသာတာပါ gain ဘာမို့ခါတော့ဆရာကိုခေါ်ပြီးတော့လက်ချပေးဦးမယ်ထင်တယ်ဒါမှမဟုတ် ဂုံပြုတ်မလို့လားမသိဘူးဆရာသွားတွေးလိုက်ပါဦးကျွန်တော်သွားမတွေးပါဘူးဘာဖြစ်လို့လဲမတွေးချင်လို့ပါโอเคပါစိုက်စရာတင်ညွန့်ရေးသားတဲ့မိကြီးဆိုတဲ့ဝတ္ထုအပိုင်းခုနှစ်ကိုကျွန်တော်ຫນွေလင်းရံဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိကြံကိုမှန်တွေ့လို့ အိတ်စီတန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်